မင်္ဂလာပါရှင်။ဘာမှခေတ်သစ်သတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စောချစ်သူလူမြင်ကွင်းကပျောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပျောကမှန်တော့လေတုံစင်းလာရတာပဲလေ။ရွှေသမင်ဘဲကထွက်မင်းကြီးတာကထွက်ဆိုတဲ့အတိုင်းစစ်တပ်မပါပဲနဲ့ကြားဖြန့်ဆိုတာဖြစ်မလာဘူးလေ။နိုင်ငံတကာလည်းသိပြီးသားအမေရိကန်ကပါခုလှုပ်လာတော့ကြားဖြန့်ကိုင်းချုပ်ကြီးမင်းအောင်လိုင်းကိုတိုင်း KK ဘက်ကိုအပြက်ရှင်းဖြစ်မယ်ထားလို့ရော။ ကြာဖြန့်ကောင်းဆောင်နိုင်မောင်စောကလည်းအသေးတန်တီရပိုင်းနှင်းမှာကြာဖြန့်တွေအစွမ်းကုန်ရှင်းလင်းပြစ်မိ။ဒါနောက်ဆုံးစစ်ပွဲပိနိုင်ငံတကာဖိအားကြောင့်မဟုတ်ဘူး။လှုပ်ချိန်တန်ပြီးဟုကြောက်ချီးပန်းဖင်ကုံးအော်ပါလီယွန်။ဒါတောင်နိုင်မောင်စောကပြောသွားသေးတယ်။ဒေသစည်းပွားဖွံ့ဖြိုးတိုးတက်အောင်နိုင်ငံသားသားတွေကိုရင်းနှီးမြှုပ်နှံဖို့ခေါ်တာသူတို့တွေကအစင်းမြင့်ဤပညာတွေနဲ့အွန်လိုင်းပေါ်လိမ့်လာ။ခုထိခမတာတွေဖင်ပိနေနေတော့နိုင်မောင်စောတို့အုပ်စုဘလောက်ကြောက်နေအိမ်မက်ဆိုးတွေနဲ့ဖြတ်တန်းနေရလဲဆိုရင်သူမြတ်ခွတ်တာကြည့်လိမ့် ရက်တွင်းတွေချောင်းချပြီးပယ်ဆောက်ချိန်တို့ကလည်းပူပူနွေ့နွေ့တည်သွားတော့ငါတို့အလဲဘယ်တော့လာမလဲဆိုပြီးအိမ်မက်ဆိုးတွေမှတ်ခွန်ဆာလိုပုံစံမျိုးသူတို့ကိုဖားအလာကတရုတ်လက်ထဲထိုးတက်မှကြောက်တော့ချက်ချင်းပူပေါင်းနေဖြစ်ကုန်ရောမနေ့ညကပဲကြားဖြန့်တတိတွေလုံကြုံတဲ့နေရာခေါ်ထုတ်ပြီးဂျန်နစ်ကြားဖြန့်လုံသားတွေကတော့ဝယုံသုံးကားတွေနဲ့တရုတ်ဆိုင်တွေမှာထွက်ပြေးကုန်ကြပထွေးမအလတိတ်အာမကိုနေဟိုကကြားဖြတ်ခိုင်းကောင်းဆောင်ချုပ်မင်းတို့ကိုအချိန်မရွေးထိုးကြွေးတော့မှအဲ့တော့ငွေရောင်ပိတ်ကားပေါ်ကြီးမှာပဲ ဆက်ဆောင်ကြည့်တာပေါ့မအားလာနဲ့သူဤကြားဖြတ်များနေဝင်ချိန်ခိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူအဆုံးသက်ပြီးမြန်မာကအမေရိကန်နိုင်ငံနဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေလုံခြုံရေးချိန်ချောက်တဲ့ပြည်မှတ်နိုင်ငံအမေရိကန်လက်နက်တိုက်ကစစ်လက်နက်တွေအကုန်ထုတ်သုံးပြီးအပြတ်ချေမုံမိန်လို့2025ခုနှစ်စက်တင်ဘာ16ရက်ကတည်းကတရားဝင်ကြေညာပြီးသားအခုသမရာကြီးထရန့်ကအထူးကွန်မန်ဒိုတွေနဲ့အပြတ်ရှင်းမယ်လို့နှစ်လအကြာ2025ခုနှစ်နိုဝင်ဘာလ12ရက်မှာကဘာတိကြေညာလိုက်ပြီး တမရာကြီးထရန့်ရဲ့ထုတ်ပြန်ချက်ကအမေရိကန်ပြည်ထောင်စုအမိန့်တဲ့ပြောရင်မင်းအောင်လှိုင်တို့အတွက်တေမိန်ကဲအချက်6ချက်နဲ့ကျွန်မအရေးအမှုပြောပြမယ်တင်းအမေရိကန်ရာဇဝတ်ချိန်မုံကြီးအထူးအဖွဲ့နှရာဇဝတ်ဂိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူ၃နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့၄နိုင်ငံတကာရာဇဝတ်ကြံရပါခြင်း၅ပြည်မှုထင်ရှားစီရင်ချက်၆နိုင်ငံတကာရာဇဝတ်ဝရမ်းထုတ်ပြန်ချက်တင်းအမေရိကန်ရာဇဝတ်ချိန်မုံကြီးအထူးအဖွဲ့ Cancer Strike Force လို့ခေါ်တဲ့ရာဇဝတ်ချိန်မုံရဲ့အထူးဖွဲ့ကိုဖွဲ့လိုက်ပြီးလို့အမေရိကန်ကမ္ဘာသိကြေညာပါတယ်။2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အမေရိကန်ထုတ်ပြန်ချက်ကမရဏခေါ်သံပေးမြန်မာနိုင်ငံကရာဇဝတ်ဂိုင်းပေကိုအရှင်ဖမ်းပြီးအရေးယူမယ်လို့အမေရိကန်အပြတ်ပြောတာ။ဒီအထူးအဖွဲ့ကတက္ကပါလုံးမှာဖြန့်ကျက်ထားတဲ့အချိတ်ဆက်တွေနဲ့နိုင်ငံတကာရာဇဝတ်ဂိုင်းနဲ့ဂိုင်းချုပ်တွေကိုအမိဖမ်းပြီးအပြက်အေးယူမယ်။ဒီအတွက်ရာဇဝတ်မင်းအောင်လိုင်းစောချစ်သူရဲ့လက်ပါစီ DKPA နဲ့စစ်ဦးစီးချုပ်စောစတီ စည်ရေးချုပ်စော်စိန်ဝင်စေဦးစီအရာရှိချုပ်စောဆန်းအောင်နဲ့စစ်ကိုကဲရင်မှုဆိုင်ကျော်လာလေးဦးကိုပိတ်ဆို့အရေးယူလိုက်တဲ့ဆန်ရှင်ချရဲဆိုတာရာဇဝတ်ဂိုင်းဝင်တွေတို့အမေရိကန်ဘက်ကကဘာတိကြေညာတာဖြစ်တဲ့ဒါပဲလားဆိုတော့ဖဲကမလဲရာဇဝတ်ကွန်ရက်ကထိုင်းနိုင်ငံသားချာမူစဝမ်တရုတ်အခွန်ရှီချန်းကျွန်းနဲ့ကုမ္ပဏီတွေလည်းတခါတည်းပိတ်ဆို့အရေးယူလိုက်တဲ့အဲ့ဒီမှာအမေရိကန်ဘက်က2025ခုနှစ်မေလ9ရက်ကလေးက KNA နဲ့ ခေါင်းဆောင်စောချစ်သူသူသားစောထူးအိမ်မှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝတ်ကိုင်းအဖြစ်ကြီးညာထားတယ်လို့ထပ်ပြောသွားတယ်ဒီရသဝမှုအတွဲကိုကျမပြန်ပြောပါမယ်။2025ခုနှစ်မေလ9ရက်နေ့အမေရိကန်ပြည်ထောင်စုက KNE နဲ့အတူအဖွဲ့ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးစောထူးအိမ်မှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရောက်သဝက်ကိုင်းအဖြစ်သတ်မှတ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာတယ်။အမေရိကန်ဗန်နာရေးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကနေထုတ်ပြန်ချက်မှာ Transitional Criminal Organization ဆိုတာ ငွေရစေဝါရှောင်းဝယ်မှုလူမောက်ခိုးရှောင်းဝယ်မှုစိုက်ဘာရာဇဝတ်မှုနဲ့ငွေကြေးလိမ်လည်မှုအပောက်ကွဲနိုင်ငံတကာနယ်နိမိတ်တွေကိုဖျက်ချော်ကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်ကိုင်းကိုပြောတာဖြစ်တဲ့ကဘာပေါ်မှာအဆိုးဆုံးရာဇဝတ်ကိုင်းဖြစ်တဲ့အဲ့ဒီနေ့မှာပဲစောချစ်သူတာဖရီနဲ့ KNA ကိုစိုက်ဘာလို့ခေါ်တဲ့ဆက်သွယ်ရေးကွန်ရက်နဲ့လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုအတွက်ဖိတ်ဆို့အရေးယူတဲ့ဆန်ရှင်ချတဲ့အတုံးနှုံးမှာ Treasury Sanction Pharma Wallet and Malitra Chaitu Cyber Scan Operation မှာ Wallet and Malitra ဆိုပြီးအထူးသုံးနှုန်းထားတယ်။ Wallet ဆိုတာအကြံဖတ်မှုအကြက်ကင်မှုခေါင်းပုံဖြတ်မှုတွေနဲ့လူတွေကိုဒုက္ခပေးတဲ့မကောင်းဆိုးဝါးကိုပြောတာပဲ။စောချစ်သူတို့ကတော်ပုံမကောင်းဆိုးဝါးတွေလို့ American ဘက်ကအပြက်ပြောထားတာပဲ။နေ့ရဇဝတ်ခိုင်းချုပ်မင်းအောင်လိုင်းစောချစ်သူနိုင်ငံတော်ကိုတစ်ဆာဖောက်ဖျက်ပုံကန်တဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရဇဝတ်ကောင်ကြီးမင်းအောင်လိုင်းနဲ့ KNA ကစောချစ်သူတို့က American အစိုးရလိုရှိတဲ့ရဇဝတ်ကောင်တွေပဲ။2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ချက်မှာ KNA has phenaphine phronic connection to pharma military in h criminate operation ဆိုတဲ့ဝါကြနဲ့ဒီနိုင်ငံတကာရာဇဝတ်မှုကို KNY နဲ့မြန်မာစစ်တပ်ချိတ်ဆက်ပြီးကျူးလွန်တယ်လို့ကဘာတိကြီးညာတယ်။ KNY ကောင်းဆောင်ကစောချစ်သူမြန်မာစစ်တပ်ကောင်းဆောင်ကမေအောင်လိုင်းနဲ့ပြောရင်မေအောင်လိုင်းနဲ့စောချစ်သူကကဘာအစိုးဆုံးရာဇဝတ်ဂိုင်းချုပ်တွေလို့အမေရိကန်ပြောတာပဲ။ကျွန်မဒီထက်ရှင်းအောင်ပြောပါမယ်။တကဘာလုံးဟိုးလေးတကြော်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာအွန်လိုင်းလေလံမှုအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက် နိုင်ငံရေးအရာပြန်လေးဆွဲမှုနဲ့အာဏာလုကြံစီမှုနောက်ပိုင်းကျမှကြော်မကောင်ကြာမကောင်ဖြစ်ပျက်ခဲ့တာပဲမင်းအောင်လိုက်တို့မပါဘဲနဲ့လုံးလို့မရဘူးရွှေသမင်ဘဲကထွက်မင်းကြီးတာကထွက်ဒါရှင်းနေတာကြီးနိုင်ငံတကာရာဇဝတ်မှုတွေကိုကြိုးကင်တာကမင်းအောင်လိုက်တို့ကိုယ်တိုင်ပဲ၃နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့ကဘာကြီးတစ်ခုလုံးပွက်လို့ရိုက်နေတဲ့နိုင်ငံတကာရာဇဝတ်ခိုင်းရဲ့ဌာနချုပ်ကနေပြီးတော့ပဲမျက်မြင်ချက်လက်နဲ့ကျမရှင်းပြပါမယ်ဒီလောက်ဆိုးွားတဲ့နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာမိုးပေါ်ကကြာလာတာလုံးဝမဟုတ်ဘူး ဒီရဇဝက်ကိုင်းစခန်းတွေဆိုတာများတကူးတကရှာနေစရာမလိုဘူးတကယ်ကိုပေါ်တင်ကြည့်ရင်နိုင်ငံတကာရဇဝက်ဌာနချုပ် KK ပန်းနေစခန်းတွေဆိုတာမြန်မာနဲ့ထိုင်းနယ်ဆက်တောင်ရင်းမြစ်ပြည်မင်းအောင်လိုင်တို့ထိန်းချုပ်တဲ့မြောက်ပြည်မြို့နာမှာပဲအဲ့ဒီကနေစောချစ်သူတို့ကစိုက်ဘာရာဇဝတ်မှုအင်တာနက်လိမ်လည်မှုရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုအွန်လိုင်းလိမ်လည်မှုတွေအပြင်လူကုန်ကူးနေတာကရင်ပြည်နယ်ထိုင်းနိုင်ငံနဲ့နယ်မြေချင်းတိစပ်နေတဲ့မြောက်ပြည်မြို့နယ်ရွှေကုတ်ကိုအခြေစိုက်တီနီယာတွေအတိအကျနဲ့ကိုရေပေါ်မှာထိုးထိုးထောင်ထောင်နဲ့တိုက်တာအမြင်ကြီးတွေက ဟိဟိထလို့ကဘာကြီးတစ်ခုလုံးညင်နေရတယ်။အခုအဲ့ဒီ KK ဘက်ကအဆအဦးတွေကိုဖြိုချဖျက်ဆီးပြီးလက်ဆလက်နဖျောက်တယ်။အခုပြန်ပြီးဆွဲဖမ်းပြီးခိုင်းစီခံထားရတဲ့ကဘာသူကဘာသားတွေပြန်လွတ်တယ်။ဒါရီအလုံးကနိုင်ငံတကာရာဇဝတ်မှုတွေကိုကျူးလွန်တဲ့မျက်မြင်သက်တည်ဖြစ်တယ်။ကဲလေဝင်းပြန်မှာထင်းထင်းကြီးညင်နေရတဲ့စင်သေးအလောင်းကိုစိတ်တည်ရင်နဲ့ဖုံးဖို့အကြံနဲ့မင်းအောင်လိုက်တို့အချို့ကိုကျမချပြပါမယ်။တနိုင်ငံလုံးမှာလေရင်နဲ့ဘုံတွေတဲချပြီးအကြံဖက်တက်ဖြတ်နေတာဘသူတွေလဲ။မင်းအောင်လိုက်တို့ပဲ။ ဒီလိုမျိုးအကြမ်းဖက်တပ်ဖြတ်ဖြတ်စည်းနေတဲ့မင်းအောင်လိုင်းတို့ကသူတို့အုပ်စိုးတဲ့မြောက်ဝီနာကနိုင်ငံတကာရာဇဝတ်အခြေစိုက်စခန်းဌာနချုပ်တွေကိုလက်ဖြားနေတောင်မထီဘူးထားထားတဲ့ဒီမျက်မြင်တွေ့နေရတာကနိုင်ငံတကာရာဇဝတ်ဂိုင်းကမင်းအောင်လိုင်းတို့ကိုယ်တိုင်ဖြစ်ပြီးနိုင်ငံတကာရာဇဝတ်ဌာနချုပ်ကနေပြီးတော့ဆိုတာတက်တည်ပြပြီးဖြစ်တယ်။လေနိုင်ငံတကာရာဇဝတ်ကြံရပါခြင်းအမေရိကန်ဘက်ကအလို့ရှိနေတဲ့စော်ချစ်သူတို့နဲ့ပေါင်းနေတဲ့ပအဝင်ပတ်သက်နေတဲ့အဖွဲ့တွေကအရှိတောင်အာရှဆိုင်ရာရာဇဝတ်ခိုင်းဝင် စောချစ်သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့အဖွဲ့တွေကအမေရိကန်ရဲ့ရန်သူအမေရိကန်နဲ့ရှင်းရမယ်။ငါပြမှုထင်ရှားစီရင်ချက်အခုကရင်ပြည်နယ်ကကပ္ပလယ်မှာအရှက်တကွဲအကျိုးနဲ့ဖြစ်နေတယ်။အရှက်လဲရအကျိုးလဲရောက်အောင်လုပ်တဲ့လက်တွေကစောချစ်သူတို့ဖြစ်တယ်။၂၀၂၅မေလ၅ရက်နေ့ထုတ်ပြန်ချက်မှာ Pharma Wallet and Malitra တွဲသုံးထားတာမို့လို့ကရင်ပြည်နယ်တောင်မကဘူးမြန်မာတိုင်းနိုင်ငံလုံးကစောချစ်သူတို့ကြောင့်ဂုံယုတ်သွားတယ်။ ကရင်အမျိုးသားတပ်မတော် KNA နာမည်နဲ့ခေါင်းဆောင်နေရာယူထားတဲ့ဘုံမူကြီးအမိကန်စောချစ်သူတို့လောက်ရက်ကခရင်ပြည်နယ်တော်မကဘူးမြန်မာတိုင်းနိုင်ငံလုံးကိုပါဂုံယုတ်စီတဲ့ကျမရှင်းပြပါမယ်။ကောင်းမှုကိုကောင်းမှုဖြင့်ကြီးမြင့်ပြီးမကောင်းမှုကိုမကောင်းမှုဖြင့်ကြီးမြင့်ပြီးဆိုတဲ့ကမ္ဘာလုံးဆိုင်ရာဥပဒေအရာအွန်လိုင်းငွေလိမ်ကိုင်းနဲ့နိုင်ငံတကာရာဇဝတ်မှုလက်သေးဂိုင်းချုပ်ကြီးတွေမဖမ်းမဲခံရတဲ့သူတွေကိုပဲပြန်လွှတ်လိုက်တာနဲ့ဒီကမ္ဘာအဆိုးဆုံးရာဇဝတ်ဖြစ်မှုကြီးကို လုံးဝလျှော့ပြစ်လို့မရဘူး။ တရားခံဖြစ်တဲ့နိုင်ငံတကာရာဇဝတ်ခိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူတို့ကိုရှင်းပြရမယ်။၆နိုင်ငံတကာဝရမ်းထုတ်ပြန်ချက်အားလုံးသိအောင်ကျွန်မတတိပေးပါမယ်။အခုနိုင်ငံတကာဖန်ဝရမ်းတွေအရင်လိုမျိုးလူသိရှင်ကြမထုတ်ပြန်ဘူးလှုပ်ဝက်ထားတယ်။ရာဇဝတ်ကောင်ကိုမိတဲ့အချိန်မှာဖန်ဝရမ်းပြတယ်။နိုင်ငံတကာရာဇဝတ်ဂိုင်းချုပ်စောချစ်သူကိုနိုင်ငံတကာခုံရုံးမှာဆွဲချက်တင်ထားပြီးကျမအာမခံစကားထပ်ပြောပါမယ်။အမေရိကန်အလို့ရှိတဲ့မကောင်းဆိုးဝါးအတွေ့နိုင်ငံတကာရာဇဝတ်ကောင်စောချစ်သူနဲ့ นายเงินอดที่สาบเผาสียสวเก่าวจีมเนี่ยอะไรหลงว่าไม่เสียใจไหม